ထွန်းလွင်ရွေးချယ်ခဲ့တာမှန်ကန်ကြောင်းကို Miss World 2025ရဲ့ပြိုင်ပွဲမှာ top ဝင်နိုင်အောင်ကြိုးစားခဲ့တဲ့ Kisa Kim အလုံးမဲမင်္ဂလာပါ။ Bamis နောင်းကနေချွတ်ဆိုလိုက်ပါတယ်။အလောက်မဲ့ပြိုင်ပွဲတွေထဲမှာ top big 5အဖြစ်သတ်မှတ်ခံထားရတဲ့ပြိုင်ပွဲတွေထဲကတစ်ခုဖြစ်တဲ့ Miss World ပြိုင်ပွဲကြီးကအိန္ဒိယနိုင်ငံမှာကျင်းပနေပြီဖြစ်ပါတယ်။ Miss World မြန်မာ license ကိုထွန်းလွင်ကဒီနှစ်မှာမှပြောင်းလဲယူထားတာမို့စိတ်ကြိုက်ဖြစ်မဲ့အလောက်မဲကိုရွေးချယ်ထားခဲ့တာပါ။ Miss World 2025ကို Kisa King ကမြန်မာကိုစားပြုတ်အနေနဲ့တောပြိုင်နေတာဖြစ်ပြီးပြိုင်ပွဲရဲ့ကြလာတန်းနဲ့အမျှ နိုင်ငံတကာအလှမဲ့တွေကြားထဲမှာနေရာပေးခံလာနေရပါတယ်။ Miss World ပြိုင်ပွဲကြီးကကြီးကျယ်ခမ်းနားသလုံးလှုပ်ပွဲမဆန်တာမို့မြန်မာနိုင်ငံအနေနဲ့တိုးဝင်နိုင်ဖို့အတော်လေးကိုခက်နေကြတာပါ။ရှင်းမပြိုင်ခဲ့တဲ့အလှမဲ့တွေဆိုရင်လည်းပြိုင်ပွဲကာလတစ်လျှောက်မှာနေရာရတာမျိုးလည်းမရှိပဲ Final ညမှာလက်ခုပ်တီးတာလောက်သာလုံနိုင်ကြပါတယ်။ဒီနှစ်မှာတော့ခီစာခင်ကမျော်လင့်ချက်ရောင်ကြီးတန်းလာအောင်အစာပြိုးကောင်းလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်မှာ Miss World 2025ပြိုင်ပွဲရဲ့ပထမဆုံးပြိုင်ပွဲဖြစ်တဲ့ပင်ကိုဆွမ်းရည်ပြိုင်ပွဲထန်းလန့်ပြိုင်ပွဲကိုကျင်းပခဲ့ပါတယ်။ထန်းလန့်ပြိုင်ပွဲက Miss World မှာအရေးကြီးဆုံးပြိုင်ပွဲတစ်ခုဆိုရင်လည်းမှတ်မနိုင်ပါဘူး။အခြားနောက်မဲ့ပြိုင်ပွဲတွေကနှစ်ပကြောင်းကသာခပ်ဝော်တွေလျှောက်ပြီးချပြကြရတာပေါ့။ဒါပေမဲ့ Miss World မှာတော့လှမ်းယုံတင်မဟုတ်ပဲပင်ကိုဆွမ်းရည်နဲ့ညံရည်ပိုင်းကိုလည်းရှင်ပြိုင်ရပါတယ်။ ထန်လန့်ပြိုင်ပွဲမှာဆိုရင်ကိုကာရကောင်းချောင်းကိုအပြေးလေးချင်းကန်းနဲ့ပြသရတာပေါ့ဒါအပြင်ချက်ကစားနည်းတွေစက်တောင်ရိုက်ပြိုင်ပွဲတွေကိုပါရှင်ပြိုင်ကြရတာပေါ့ခေဆာခင်က Miss World မြန်မာ2025ပြိုင်ပွဲမှာတုံးကလည်းထန်လန့်ပြိုင်ပွဲမှာအမှတ်များဆုံးရရှိထားတာပေါ့ဒါကြောင့်မို့ Miss World 2025ပြိုင်ပွဲမှာလည်းသူ့အနေနဲ့အကောင်းဆုံးကြိုးစားပြနိုင်ခဲ့ပါတယ်ဒါကြောင့်မို့လဲအာရှအုပ်စုမှာခိဆာခင်က top ဝင်သွားခဲ့တာပေါ့ Miss World ပြိုင်ပွဲကတိုက်တွေကိုအုပ်စုအလိုက်ရွေးချယ်တာပေါ့အာရှအုပ်စုဥရောပအုပ်စုဆိုပြီးခွဲခြားကရွေးထုတ်တာပေါ့ ဒါကြောင့်မို့ခေစာခင်ကအရှအုပ်စုမှာ top 13ကိုဝင်ရောက်သွားခဲ့တာဖြစ်ပါတယ် ရှင်းမပြိုင်ခဲ့တဲ့မြမကိုစားပြုတ်အလှမဲ့တွေဆိုရင်လဲခုလို top ဝင်နိုင်ဖို့ကအတော်လေးကိုခင်းရင်ခဲ့ကြတာပေါ့ top လည်းမဝင်ခဲ့ကြဘူးပါဘူးခိစားခင်ကပထမဆုံး talent ပြိုင်ပွဲမှာမြမကိုစားပြုတ်အနေနဲ့ top ဝင်သွားပြီဖြစ်ပါတယ်အဆိုပါပြိုင်ပွဲမှာထိုင်းကိုစားပြုတ်အလှမဲ့ကတော့ထော့မဝင်နိုင်ခဲ့ပါဘူး။ဒီနှစ် Miss World မှာရှင်ပြိုင်နေတဲ့အလှမဲ့တွေထဲမှာဆိုရင်ထိုင်းကိုစားပြုတ်အလှမဲ့ Open ကဝင်အောင်ရမယ်လို့နာမည်ကြီးနေတာပေါ့။ဒါပေမဲ့ Talent ပြိုင်ပွဲမှာထော့မဝင်ခဲ့ပါဘူး။ဒါကြောင့်လဲခိစားခင်အတွက်ပို့ပြီးတော့ဂုဏ်ယူနေကြတာပေါ့။ ခေစာခင်ဟာမြမပရိသတ်တွေစိတ်မပြတ်ရအောင်ဆန်းဆောင်ပေးနိုင်တယ်ဆိုပြီးချီးကျူးနေကြပါတယ်။ဒါ့အပြင်သူမကိုရွေးချယ်ခဲ့တဲ့ထွန်းအလွင်အတွက်လည်းဂုဏ်တက်စရာပေါင်းခေစာခင်ကိုရွေးတော့ကထွန်းအလွင်ကတော့ဒီတစ်ခါရွေးချယ်မှုမှားပြီလို့ပြောဆိုခဲ့ကြပါတယ်။အခွန်လရှိမှာထွန်းအလွင်တရားခေစာခင်ကိုရွေးချယ်ခဲ့တာမှမဟုတ်ဆိုပြီးလမထောင်နိုင်နေပါပြီ။ ပရိသတ်တွေကတော့ခေစာခင်ကိုထလန့်ပြိုင်ပွဲရဲ့ဝင်နာဖြစ်ဖို့အထိမျှော်လင့်နေကြပါတယ်။ဒါအပြင်ခေစာခင်ကတယောက်တည်းသွားပြန်ရတဲ့အချိန်မှာမိကကအစလုံးဝမလျော့ပဲထင်းထွက်နေခဲ့ပါတယ်။ကိုအားကိုကိုနိုင်ကတောက်ပနေတာနဲ့အတင်းမြန်မာနိုင်ငံအတွက်အားရစရာဖြစ်လို့နေပါပြီ။ ထူးအလွင်ရွေးချယ်ခဲ့တာမှန်ကန်ကြောင်း Miss World 2025ရဲ့ပြိုင်ပွဲမှာ top winner ရောက်ကြိုးစားခဲ့တဲ့ခိစာခင်ရပုံပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ